စတင်ပြီးတော့တနင်္ဂနွေသားသမီးတွေအတွက်စတင်ပြီးဟောကြားပေးမှာဖြစ်ပါတယ်ဗျာတနင်္ဂနွေသားသမီးတွေနဲ့ဒီတစ်ပတ်သားကာလတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပ်ပြားက star လို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေပါတယ် star လို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးတွေနဲ့ဒီတစ်ပတ်သားကာလတွေမှာကိုမျောလင်းတဲ့အရာတွေကိုယ့်ရဲ့မျောလင်းချက်တွေကအစ်စ်တဖန်ပေါ်ပေါ်လာတာမျိုးတွေကိုက အရင်ကစိတ်တက်ကြနေတယ်နောက်မှဒီတစ်ပတ်တာကာလထဲမှာစိတ်တွေကပြန်လဲပြီးတော့အခြေအနေတစ်ခုကိုပြန်တည်ဆောက်နိုင်တာမျိုးကိုလှုပ်ချင်တဲ့အရာတွေကိုစိတ်ကူးတွေပြန်ပြီးအာရုံပြုပုံဖော်ဖြစ်တာမျိုးတွေကဒီတစ်ပတ်တာကာလထဲမှာအဓိကဖြစ်ပါလိမ့်မယ်ပြီးတော့တနင်္ဂနွေသားမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုကဘာမှမလုပ်ဘဲနဲ့ငြိမ်နေတယ်ထိုင်နေတယ်ဆိုရင်တော့မှကိုကိုအလုပ်ကောင်းနေအခွင့်အလမ်းကောင်းနေကိုလာရောက်ကန့်လန့်တာမျိုးအပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေရဲ့ ကိုယ်စီကိုလာရောက်ပြီးတော့ဘယ်ဟာကိုလုပ်ရင်ကောင်းမလဲဘယ်လိုဘယ်ဟာကဘာကောင်းတယ်ဆိုတဲ့အရာမျိုးတွေနဲ့ကံတိုင်းချင်းမျိုးတွေအကြံပေးခြင်းမျိုးတွေနဲ့တွေ့ကြုံရမယ့်ကာလဖြစ်ပါတယ်ဒီတစ်ပတ်တာကာလထဲမှာတနင်္ဂနွေသားမီးတွေအနေနဲ့အဓိကအချက်ကကိုယ့်ရဲ့မျောလင်းချက်တွေကိုမျောလင်းသည့်ဖြစ်စေမျောလင်းသည့်ဖြစ်စေအခြေအနေကောင်းနေအခွင့်အလမ်းကောင်းနေရောက်ရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်အဓိကကတဲတော့ကတဲနှုန်းကရလာတဲ့အရာကို လက်မလွတ်စေဖို့အရေးကြီးပါတယ်ပြီးတော့နောက်တစ်ခုကမမျော်လင့်ပဲနဲ့အပြောင်းလဲလေးပေါ်ပေါက်တတ်တယ်အဲ့ဒီအပြောင်းလဲကကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့စန့်ကျင်ဘက်အခြေအနေတခုကိုပြောင်းလဲသွားတတ်တာမျိုးစန့်ကျင်ဘက်ဆိုတာကကိုကလက်ရှိမှာစိုးနေတယ်ဆိုရင်အကောင်းဘက်ကိုပြောင်းလဲသွားတာမျိုးလုံးဝကိုကိုကလက်ရှိမှာလဲကောင်းနေပါလေဆိုရင်ပို့ပြီးကောင်းတဲ့အခြေအနေကိုပြောင်းလဲသွားတာမျိုးအဓိကကအကောင်းကိုပြောင်းလဲမှာကြီးပဲပြောင်းလဲတဲ့အခြေအနေကလက်ရှိထက်တော့ပို့ပြီးတော့ကောင်းတဲ့အခြေအနေတွေကိုပြောင်းလဲသွားဖို့ရှိတာ ပြီးတော့တနင်္ဂနွေသားသမီးဝန်ထမ်းနေအခြေခံလူတန်းစားတွေလက်လွယ်စားတနင်္ဂနွေသားသမီးတွေနဲ့ဒီတစ်ပတ်လာကာလထဲမှာကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာမိုးရေပေါက်တွေလိုမျိုးနော်ဘယ်ဟာမှမသိတဲ့လုပ်ငန်းတွေအလုပ်တွေရမ်းကိုပြုံပြီးတော့များပြားစွာကိုယ့်စီကိုရောက်ရှိလာတတ်တယ်အဲ့ဒီအလုပ်တွေများခြင်းကြောင့်စိတ်ဖြည့်ဆည်းမှုတွေခံရတတ်တယ်ဒါပြင်တစ်ဖက်တလန်းအနေနဲ့ကတစ်ဖက်မှာ ကိုယ့်ကိုအခြေအနေကောင်းနေဌာနကောင်းနေယာရုတိုးဖို့တွေအဲ့ဒီလိုမျိုးအခြေအနေတွေအတွက်ခေါ်ပြီးတော့ပြောဆိုတာမျိုးတွေဟိုအကြံပေးတာတွေအဲ့ဒီဟာမျိုးတွေကတော့အထက်လူကြီးတွေစီကနေပြီးတော့ရရှိမဲ့အခွင့်အလမ်းကောင်းဖြစ်တယ်။အဲ့တော့တနင်္ဂနွေသားမီးတွေအနေနဲ့လုပ်ငန်းခွင်နဲ့မှာဝန်ထမ်းတွေဆိုရင်အလုပ်ရဲ့ဖြည့်ဆည်းမှုကောမျက်နှာသာပေးခြင်းကောနှစ်မျိုးလုံးရရှိတတ်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့တနင်္ဂနွေသားမီး ိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ကတော့ဒီတစ်ပတ်ကကာလထဲမှာအရန်ရင်းနှီးမြှုပ်နှံတာမျိုးတွေမလုပ်သင့်သေးဘူးလုပ်ငန်းကလက်ရှိမှာစမယ်ဆိုတဲ့အခြေအနေမျိုးဖြစ်တဲ့အတွက်ပုံအောပြီးရင်းနှီးမြှုပ်နှံလာမျိုးကိုတော့လုံးဝရှောင်ကျင်သင့်တဲ့ကာလလည်းဖြစ်ပါတယ်ပြီးတနင်္ဂနွေသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ကတော့ပညာရေးကိစ္စရောအင်တာဗျူးကိစ္စရောမှာကိုယ်ရေကိုကူညီမဲ့အမျိုးသမီးတဦးကြောင့်အဆင်ပြေသွားတတ်တယ်အဲ့တော့ကူညီမဲ့အမျိုးသမီးကိုမရီမှာမရှိပါဘူးဆိုရင်တော့ အဆင်မပြေနိုင်တဲ့ကာလပါပဲပြီးတော့တနင်္ဂနွေသားမီနိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာခီးစဉ်ပြပြသွားတတ်တယ်ဒါကသွားဖို့အတွက်ခီးစဉ်လုပ်ထားတဲ့သူတွေသွားမယ်လို့စပြီးတော့အခုမှစတင်လှုပ်ဆောင်နေတဲ့ကြံစီနေတဲ့သူတွေဆိုရင်တော့အတွေးမာတာတွေဆုံးဖြတ်ချက်မာတာတွေအကြောင်းခက်ခဲလေးတွေဖြစ်ပေါ်တတ်တယ်အဓိကကုမ္ပဏီရွေးချယ်တဲ့အပိုင်းတွေကိုချိတ်ဆက်တဲ့အပိုင်းတွေမှာနည်းနည်းသတိပြုပြီးတော့ချိတ်ဆက်ဖို့လိုအပ်တဲ့ကာလလည်းဖြစ်ပါတယ် ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်နေတဲ့တင်းငွေသားသမီးတွေနဲ့ဒီဘက်တာကာလာတွေမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကင်ခြင်းတွေမှာရာခိုင်နှုန်း60လောက်ပဲကောင်းတဲ့ကာလာဖြစ်တဲ့အတွက်အရင်အားထည့်ပြီးတော့လုတ်ဆောင်လို့တော့မကောင်းတဲ့ကာလာလည်းဖြစ်ပါတယ်။ကျမရဲ့အနေနဲ့တင်းငွေသားသမီးတွေအနေနဲ့ခြေတော့ခောက်လဲတာမျိုးတွေတွေးပေါင်ကြတာတွေအဲ့ဒီဝေဒနာလေးတွေဂယူဆိုင်ပေးဖို့လိုအပ်ပါတယ်။ ငယ်ရွယ်သူတနင်္ဂနွေသားမိတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတပတ်တာကာလာတဲ့မှာကိုချစ်သူရဲ့ကိုအပေါ်လုံးဝကို ပြောင်းလဲသွားတာမျိုးတစင်းဆန်ဆန်အပြည့်မှုမျိုးအဲ့ဒီအရာတွေကိုခံစားရမယ်နာကျင်ရမယ်ကာလာပါပဲအဲ့တော့ငရေသူတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလာထဲမှာအချီရေးပိုင်းမှာတိခံပြီးတော့ဖြတ်တန်းဖို့လိုအပ်တယ် ကိုကအဲ့တစ်ဖက်ကကိုကိုပြောင်းလဲသွားတဲ့အရာတွေနာကျင်မှုပေးခြင်းမျိုးတွေကိုကိုကမခံနိုင်လုံးလို့ဆိုပြီးတော့ထိတ်ထိတ်သွားပြီးရင်ဆိုင်လိုက်မယ်ဆိုရင်တယောက်နဲ့တယောက်ပိုပြီးဝေးကော်သွားဖို့ရှိပါတယ်ပြီးတော့အိမ်အောင်တဲ့တနင်္ဂနွေသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာအိမ်အောင်ရင်းနဲ့ပတ်သက်ရင်အလုတ်ကံကိုအကြောင်းပြုပြီးစကားများရတာမျိုးတွေဖြစ်ဖို့ရှိပါတယ်ကိုအိမ်ကောင်ဘတ်နဲ့ကိုနဲ့ချားမှာအဲတော့စကားအပြောဆိုပိုင်းမှာသတိပြုဖို့လိုပါတယ် ငွေဟိုထီထိုးမယ်ဆိုရင်တော့တနည်းငွေသားသမီးတွေနဲ့6နဲ့4ကို ပေါင်ထိုးပေးပါရေရရာအနေနဲ့မနက်စောစောလေးမှာကိုယ့်ရဲ့အိမ်ဖေးမှာကိုယ့်အိမ်မှာချက်ပြုတ်တဲ့ဆုံတမျိုးမျိုးကို လောင်းလူပြီးတော့ဆုံတော့ကတ်လူပြီးတော့ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကိုဒေဒီနဲ့နဲ့တောင်းစု ပြုပေးပါဒါဆိုရင်ကိုယ့်စီကို ကောင်းသောကံတရားရည်တာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးတော့တာကတနင်္ဂနွေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ။ အခုထပ်မှန်ပြီးဟောကြားပေးမှာကတနင်္လာသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာတနင်္လာသားသမီးတွေအနေနဲ့ဒီဘက်ကကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကအမ်ဘော်လာလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်အမ်ဘော်လာလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေနဲ့မူလဟိုကကံကောင်းတဲ့ကာလာဒါပေမဲ့မူလဟိုကကံကောင်းတဲ့ကာလာတို့ဘာကြောင့်ပြောရတာလဲဆိုရင်ကိုယ့်ရဲ့လောရဲ့ပေါ်မူတည်ပြီးတော့အခြေအနေတစ်ခုကအပြောင်းလဲဖြစ်သွားတတ်တယ် အဲ့ဒီအပြောင်းလဲကလုံးဝကြီးအစိုးအပြောင်းလဲတော့မဟုတ်ပြင်မဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေကိုယ့်ရဲ့လုပ်ရပိုင်းဆိုင်ရာတွေကြောင်းကိုယ့်ရဲ့လုပ်ငန်းပိုင်းတွေကိုယ့်ရဲ့အခြေအနေတခုမှာအနိုင်ငယ်ငြိမ်သက်သွားတာမျိုးဖြစ်တတ်တယ်။အဲ့တော့မူရကကံကောင်းတဲ့ကိုယ့်ရဲ့လုပ်ရပေါ်မူတည်ပြီးတော့ကံပိုကောင်းမလားအလုပ်တွေပိုကောင်းမလားဆိုတာကကိုယ်နဲ့အဓိကပိုပြီးထပ်ပြီးတက်ဆိုင်နေတယ်။ကိုကမူရကံကောင်းပါလေးရဲ့နဲ့အေးစစီနေနေတယ်ဘာမှမလုပ်ဘူးနေတယ်တာမန်တော်လေးနေနေတယ်ဆိုရင် တာမန်တော်လေးပဲဖြစ်နေလိမ့်မယ်ကိုယ့်ရဲ့အခြေအနေတွေလုပ်ငန်းရဲ့စီစဉ်မှုတွေမှာအနှဲငယ်ရပ်တန့်သွားတာမျိုးလျှော့ပါသွားတာမျိုးတွေနဲ့ရှင်ဆိုင်ရဖို့ရှိပါတယ်ပြီးတော့တင်းလာသားမီဝန်ထမ်းတွေအနေနဲ့ဒီဘက်ကကာလာထဲမှာဝန်ထမ်းတွေအခြေခံလူရန်းစားတွေနဲ့လုံငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်အရန်အောင်ကောင်းတဲ့ကာလာလို့ပြောလို့ရမယ်အထက်လူကြီးတွေရဲ့မျက်နှာသာပေးခြင်းနဲ့ခံရတတ်သလိုလုံငန်းအစ်စ်တင်နန်းအစ်စ်တွေလုံငန်းကနေပြီးတော့ ထပ်မံပြီးတော့ပညာအသက်ရှာမိခြင်းမျိုးတွေကိုထပ်မံခိုင်းစေခြင်းမျိုးတွေလည်းရရှိဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကံနေတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းကနေယူပါမမျောလင့်ပဲနဲ့ဝင်ွေကြီးကြီးမားမားရတတ်တယ်။ပြီးတော့ကိုယ့်စီကို လုံးဝကိုယဉ်နီးမြှုပ်နှံမဲ့တကယ်ကိုပါရနာကောင်းအဲ့လိုမျိုးတွေလည်းရောက်လာဖို့ရှိပါတယ်။ဒါကကိုယ်ပိုင်လုပ်ငန်းလုပ်ကံနေတဲ့တနင်္လာသားသမီးတွေအနေနဲ့ပါ ြီးတော့တနင်္လာသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စမှာကောင်းတဲ့ရလဒ်တွေရဖို့ရှိတယ်တင်တန်းရှာမိနေတဲ့သူတွေဆိုရင်လည်းတင်တန်းရှာဖွေနေတဲ့သူတွေဆိုရင်လည်းအဲ့ဒီတင်တန်းတွေကကိုရှာဖွေတဲ့အရာတွေကကိုယ့်အတွက်အကျိုးဖြစ်ထွန်းစေမဲ့တင်တန်းမျိုးတွေဖြစ်နေတတ်တယ်အဲ့ဒီလိုတင်တန်းမျိုးတွေကိုမိမိအနေနဲ့ဆုံးဖြတ်ပြီးတော့ရွေးချယ်မိတတ်တဲ့ကာလဒီကာလထဲမှာအင်တာဗျူးကိစ္စတွေကတော့နှစ်ကြိမ်နှစ်ခါဖြေဆိုရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်ပြီးတော့တင်တန်းသားသမီး နိုင်ငံခြားတော့မယ်လို့ကြံထားတဲ့သူတွေအနေနဲ့ကတော့မူဝါဒရဲ့ပိုင်းဆိုင်ရာကိစ္စလေးကြောင့်အနေငယ်နှောင့်နှေးကြံ့ကြောက်ဖို့ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်သားလုတ်ကန်နေတဲ့တင်းလာသားသမီးတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလထဲမှာငွေကြေးပိုင်းဆိုင်ရာလုတ်ကန်ခြင်းတွေမှာရာခိုင်နှုန်း80%လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်ကိုယ်အနေနဲ့အားထည့်ပြီးလုတ်ကန်လို့တင်းတဲ့ကာလလည်းဖြစ်ပါတယ်။ကျမရဲ့အနေနဲ့ကတော့တင်းလာသားသမီးတွေအနေနဲ့ခါနာရာမျိုး အကျော်ချင်းတွေတောင်းတင်းတာမျိုးအဲ့ဒီဝင်လာလေးတွေခံစားဖို့ရှိပါတယ်ငရွေသူတင်လာသားမိတွေနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလာထဲမှာကိုချစ်သူနဲ့ကိုနဲ့ခီးတွေပါတွားဖြစ်နေမယ်ဒါပေမဲ့အဲ့ဒီခီးတန်းမှာအနေငယ်စကားများတာမျိုးပြဿနာပေါ်တာမျိုးတွေလည်းဖြစ်ဖို့ရှိပါတယ်ဒါပေမဲ့ကြီးမားတဲ့ပြဿနာတွေကြီးမားတဲ့စကားများခြင်းမျိုးတွေတော့မဟုတ်ဘူးအနေငယ်ကတော့ကစားဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်ခီးလမ်းမန်းကပျော်ရှင်ရပါလိမ့်မယ်ပြီးတော့အိမ်အောင်တဲ့ တင်းနာသားသမီးရဲ့အနေနဲ့ကောဒီတစ်ပတ်တာကာလတွေမှာအိမ်တော်ရေးနဲ့ပတ်သက်ရင်တောင်းတဲ့တယောက်ချာမှာအရန်ကိုနားလည်မှုကြီးကြီးမားမားတွေကြောင့်ပျော်ရွှင်ရတတ်မဲ့ပျော်ရွှင်ရမဲ့ကာလလည်းဖြစ်ပါတယ်ဒီတစ်ပတ်တာကာလတွေမှာတင်းနာသားသမီးအိမ်တော်တွေအနေနဲ့မထင်မှတ်ထားပဲနဲ့အကျိုးအမြတ်ရစေမဲ့အကြောင်းတရားလေးတွေလည်းပေါ်လာဖို့ရှိပါတယ်ထီထိုးမဲ့ဆိုတော့တင်းနာသားသမီးနဲ့လေးနဲ့ခွန်ကိုပေါအောင်ထိုးပေးပါ ရေတရားအနေနဲ့ကတော့လမ်းပေါ်မှာတောင်းရနေတဲ့သူတဦးကိုငွေကြေးဌာနပြုတ်ပြီးတော့ကိုယ့်ရဲ့လိုအေးဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုတ်ပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္လာသားသမီးတွေအတွက် ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကအင်္ဂါသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအင်္ဂါသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာကြီးစိုးနေတဲ့အာယုန်နမိတ်ကပ်ပြာကဟာမစ်လို့ခေါ်တဲ့နမိတ်ကပ်ပြာကြီးစိုးနေပါတယ် ဟာမင်းလို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသားသမီးတွေနဲ့ဒီဘက်ကကာလာထဲမှာကိုယ့်ရဲ့လောက်ကန်ကျင်တဲ့အရာတွေကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုယ့်ရဲ့လုပ်ငန်းပိုင်းတွေကိုပညာရှာဖွေနေတဲ့အတွက်အဲ့ပညာရေးတွေအရိကအဲ့ဒီအကြောင်းအရာတွေအားလုံးဟာ ရှေ့ကိုမရောက်ပဲနဲ့ပြန်ပြန်ပြီးတော့ပြန်လဲတုံးသက်နေရတာတွေလက်ရှိအခြေအနေပေါ်မှာတိတ်ပြီးတော့ဟိုမကျင်တတ်တာတွေ မယောင်ရဲနိုင်တာတွေအဲ့ဒီလိုအခြေအနေမျိုးတွေနဲ့အဓိကကရှင်ဆိုင်နေရတတ်တယ်ရက်တက်နေတတ်တယ်အဓိကကကိုယ့်ရဲ့လုံဆောင်တဲ့အရာတွေဟာရှေ့မရောက်တဲ့ကာလလို့ပြောလို့ရပါတယ်ပြီးတော့အင်္ဂါသားမီးဝန်ထမ်းတွေအခြေခံလူရန်းစားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာကိုယ့်အနီးအနားကမိတ်ဆွေအပေါင်းအသင်းရဲ့ မကျင်တတ်တာမျိုးစောင်းမောင်းတာမျိုးဆွဆဲတာမျိုးအဲ့ဒီလိုပြဿနာလေးတွေနဲ့လည်းရှင်ဆိုင်ရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းကွန်ထဲမှာပြဿနာပေါ်တတ်တယ်။အဲ့ဒီပြဿနာကိုမိမိအနေနဲ့ဖြေရှင်းရင်းနဲ့အချိန်ကုန်လူပန်းဖြစ်ရတတ်တဲ့ကာလလည်းဖြစ်ပါတယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့အင်္ဂါတောင်းမိရဲ့အနေနဲ့ကတော့ဒီတစ်ပတ်တာကာလနဲ့မှာပညာရေးကိစ္စကောအင်တာဗျူးကိစ္စကောနှစ်မျိုးလုံးကရလပိုင်းနေကောင်းမဲ့ရလမျိုးတွေရဖို့ရှိပါတယ် နိုင်ငံရေးသွားမယ်လို့ကြံရတဲ့သူတွေအနေနဲ့ကောဒီတစ်ပတ်တာကာလထဲမှာမိဘဆွေမျိုးကိုအကြောင်းပြုပြီးတော့နိုင်ငံရေးခီးကိစ္စတွေမှာအနှဲငယ်ကြံ့ကြဖို့ရှိပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်နေတဲ့အင်္ဂါသားသမီးတွေအနေနဲ့ဒီဘက်တာကာလာထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကင်ရင်းနေမှာယာကင်တော့60လောက်ပဲကောင်းတဲ့ကာလာဖြစ်တဲ့အတွက်ကိုယ်အနေနဲ့အရင်ကြီးအားထက်တာမျိုးလည်းမဟုတ်သလိုအနှဲငယ်ချင်းချင်းပြီးလုတ်ကင်တင်တဲ့ကာလာလည်းဖြစ်ပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီတစ်ပတ်တာကာလတည်းမှာအင်္ဂါသားသမီးတွေအနေနဲ့အာယုံကျွမ်းတဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကူးဆိုင်ပြီးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူအင်္ဂါသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ချမလုံးဝကိုဟိုအစီမကတ်တဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ရတတ်တယ်။သူလုံနေတဲ့လုံရက်တွေကိုယ့်ချစ်သူရဲ့လုံနေတဲ့လုံရက်တွေဘာလုံနေလဲဆိုတာကိုကိုယ်လည်းမခံမှန်းတတ်သလိုတကယ်ကိုစိတ်အဆင်မပြေစရာမျိုးတွေနဲ့ပဲ တွေ့နေရတာမျိုးတွေဖြစ်နေတတ်တဲ့ကာလဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်တော့ကာလထဲမှာကိုချစ်သူတဲ့ကိုနဲ့ဆက်ဆံရေးပိုင်းတွေမှာအဲ့ဒီလိုအခြေအနေမျိုးတွေရှိတာမျိုးဖြစ်တဲ့အတွက်တရားနဲ့တရားထိတ်တိုက်တွေ့ဆုံရမယ့်ကိစ္စတွေတွေ့ကြုံရမယ့်အကြောင်းအရာတွေကိုရှောင်ဖို့လိုအပ်ပါတယ်ပြီးတော့အိမ်ဆောင်တဲ့အင်္ဂါသားမိတွေအနေနဲ့ကောဒီတစ်ပတ်တော့ကာလထဲမှာငွေဝင်တဲ့အခြေအနေမျိုးလေးတစ်ခုကြောင့်ကိုအိမ်ဆောင်ကြီးမှာပျော်ရွှင်ရဖို့ရှိပါတယ်ကြည့်လို့မယ်ဆိုရင်တော့ အင်္ဂါသားမီးတွေနဲ့ကိုးနဲ့တုံညာကို ပေါအောင်ထိုးပေးပါရေရရာအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်ဖေးရမှာအနီရောင်ဖျောင်းတဲ့နှစ်တိုင်ကိုဖျားကိုစီမီပူဇော်ပြီးတော့ကိုယ့်ရဲ့လူရင်းစန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေရရှိစေမှာဖြစ်ပါတယ်ဗျာအခုအကြပေးသွားတာကအင်္ဂါသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကဘုရဝုသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ ဘုရူသားမိနေတဲ့ဒီရဘတာကာလာတွေမှာကြီးစိုးနေတဲ့အာယုန်နမိတ်ကပ်ပြားကဒီဘဲလို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေပါတယ်ဒီဘဲလို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေတာဖြစ်တဲ့အတွက်ဘုရူသားမိနေတဲ့ဒီရဘတာကာလာထဲမှာကိုယ်လုတဲ့အရာတွေကိုယ့်ရဲ့လုံဆောင်မှုတွေဟာပျော်ရွှင်စရာတွေနဲ့တွေ့ကြုံရမယ့်ကာလဒီကာလဟာကိုယ့်အတွက်အပျော်ကိစ္စတွေကိုပဲစီစဉ်ဖြစ်တာမျိုးအပျော်ကိစ္စတွေအတွက်အချိန်ကုန်တာမျိုး ဲ့လိုမျိုးတွေနဲ့ကြုံရဖို့ရှိတဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာအဓိကကဗုဒ္ဓသားမိရဲ့အနေနဲ့ငွေကြေးကိစ္စတွေအလုံးအကိုင်းတွေအဲ့ဓာတွေကဒုရယနံပါတ်၁ကအပျော်ကိစ္စတွေနဲ့ပဲအဓိကဖြတ်တန်းရမယ်အချိန်ကုန်ရမယ်ကာလလည်းဖြစ်ပါတယ်ပြီးတော့ဗုဒ္ဓသားမိဝန်ထမ်းတွေအခြေခံလူရန်စားတွေလက်လွတ်စားဗုဒ္ဓသားမိတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းခွင်လုပ်ငန်းပိုင်းဆိုင်ရာအထက်မှာအနောက်ရှက်လေးတွေပေါ်ပေါက်တတ်တယ်။အဲ့ဒီအနောက်ရှက်ကလုပ်ငန်းတူမိတ်ဆွေရဲ့အနောက်ရှက်ကို ထက်လူကြီးရဲ့ဖိအားပေးခြင်းနဲ့နှောက်ယှက်ခံရတာမျိုးတွေရောကြုံရဖို့ရှိတဲ့ကာလဖြစ်ပါတယ်ပြီးတော့ဗုဒ္ဓဟူးသားမိပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စမှာကိုစဉ်းစားထားတဲ့အရာတွေကအမှားတွေဖြစ်နေတတ်တယ်အဲ့တော့ကိုတယောက်တည်းသဘောနဲ့မဆုံးဖြတ်နဲ့ဒီကာလတည်းမှာပညာရေးနဲ့ပတ်သက်ရင်ဗုဒ္ဓဟူးသားမိရဲ့အနေနဲ့ကိုလေးစားရတဲ့ဆရာသမားလူကြီးမိပါသူတို့တွေရဲ့အကြံဉာဏ်တွေကိုရယူဖို့လိုတဲ့ကာလတည်းဖြစ်ပါတယ် ကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့ဗိုလ်ရူသားမိတွေအနေနဲ့ကဒီတစ်ပတ်တာကာလနဲ့မှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာကနေပြီးတော့ခရီးသွားဖို့စီစဉ်ဖြစ်တာမျိုးစီစဉ်ပေးရတာမျိုးကိုယ့်ရဲ့လုပ်ငန်းခွင်ရမှာဝန်ထမ်းနေသူတို့တွေအတွက်စီစဉ်ပေးဖြစ်မဲ့ကာလအဓိကအပြော်အတွက်ပါတီလိုအရာမျိုးတွေလုပ်ပေးဖြစ်တာမျိုးတွေအဲ့ဒါမျိုးတွေနဲ့ကြုံရမဲ့ကာလလည်းဖြစ်ပါတယ် အင်တာဗျူးကိစ္စဖြေဆိုမဲ့ဗိုလ်ထုသားမိရဲ့အနေနဲ့ကောဒီတစ်ပတ်တာကာလထဲမှာအင်တာဗျူးကိစ္စတွေနဲ့ပတ်သက်ရင်ရလာပိုင်းမကောင်းတာမျိုးတွေနဲ့ကြုံရဖို့ရှိပါတယ်။နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေအနေနဲ့ကောဒီကာလထဲမှာနိုင်ငံခြားနဲ့ပတ်သက်ရင်မထင်မှတ်ထားဘဲနဲ့ရလဒ်တွေကောင်းမွန်တတ်တဲ့ကာလဖြစ်တဲ့အတွက်ကိုယ်အနေနဲ့ဒီကာလမှာစတင်စူးစမ်းတဲ့ကာလလည်းဖြစ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်နေတဲ့ဗိုလ်ရူးသားမိတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကင်ခြင်းတွေမှာ50 50ဖြစ်နေတယ်။ရာဂိုင်တော့50 50ဖြစ်နေတာမျိုးဖြစ်တဲ့အတွက်ကိုယ်အနေနဲ့အားလည်းမထည့်သင့်သလိုမလုတ်ဘဲနဲ့လည်းမနေသင့်ဘူး။ကြားထဲမှာပဲအခြေအနေတစ်ခုကိုစောင့်ကြည့်ပြီးတော့မှန်မှန်လေးပဲတာမန်တော်လေးပဲလုတ်ကင်တဲ့ကာလလေးဖြစ်ပါတယ်။ကျမရင်းနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဥသာမီးရည်နဲ့အစုပ်အေးအေးမီးတဲ့ဝေဒနာလေးတွေကူးဆိုက်ပေးဖို့လိုအပ်ပါတယ် ငရဲသူဘုရုသားမိတွေနေတဲ့အခြေရင်နဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလတည်းမှာကိုချစ်သူနဲ့ကိုနဲ့ဂျာမာတယောက်နဲ့တယောက်အတိုက်ခိုက်လေးတွေဖြစ်နေတတ်တယ်။စကားလေးနဲ့နဲ့စားလိုက်ပြီဆိုတော့လည်းပြဿနာဖြစ်တာမျိုးတွေနဲ့ကြုံရတတ်တဲ့ကာလဒီကာလဟာဘုရုသားမိတွေနေတဲ့အခြေရင်နဲ့ပတ်သက်ရင်ကံမကောင်းတဲ့ကာလလို့ပြောလို့ရတယ်။ဖြစ်နိုင်မယ်ဆိုရင်တော့တယောက်နဲ့တယောက်ထိတ်တိုက်တွေ့မဲ့ကိစ္စတွေကိုရှောင်ကြဉ်ပေးပါအိမ်အောင်တဲ့ဘုရူသားမိရနေနဲ့မထင်မှတ်တာပဲခီးကြီးတွေတော့တဲ့အဲ့ဒီခီးရပျော်ရွှင်စရာခီးမျိုးတွေဖြစ်ဖို့ရှိပါတယ် ထီထွမယ်ဆိုတော့ဗုဒ္ဓဥသားမိနေနဲ့ငားနဲ့နှစ်ကိုပေါင်ထိုးပေးပါရေရရာအနေနဲ့ငှက်အစာကျွေးပြီးတော့ကိုယ့်ရဲ့လူအင်စံရတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကို ကောင်းသောကံတရားတွေရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကဗုဒ္ဓဥသားမိတွေအတွက် ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကကြာတာပရိသတ်မိတွေအတွက် ဖြစ်ပါတယ်ဗျာကြာတာပရိသတ်မိတွေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာကြီးစိုးနေတဲ့အာယုန်နမိတ်ကပြားက အမ်ဘာရုခေါ်တဲ့နမိတ်ကပြားပဲကြီးစွနေပါတယ်အမ်ဘာရုခေါ်တဲ့နမိတ်ကပြားကြီးစွနေတာဖြစ်တဲ့အတွက်ဂျာတာဘေးသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလာထဲမှာကိုလုတ်ကင်တဲ့အရာတွေကအခြေအနေကောင်းနေတဲ့တွေ့ကြုံအားတက်သလိုကိုအနေနဲ့ကျမ်းမာရေးပိုင်းတွေလည်း view site တဲ့ကာလာဖြစ်ပါတယ်ဒီကာလာထဲမှာအဓိကကအာယုံကျောင်းနဲ့ပတ်သက်တဲ့အရာတွေကကြီးမားမားနေတဲ့ view site ပြီးဖို့လိုတဲ့ကာလာဖြစ်ပါတယ်ပြီးတော့ဂျာတာဘေးတာမီဝန်နှန်းနေအခြေခံလူရန်စားတွေလွတ်လွတ်စားဂျာတာဘေးတာမီတွေနဲ့ဒီဘက်ကကာလာတိုင်းမှာ မိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာထဲမှာဝင်ငွေတွေတည်တာတိုးလာဖို့ရှိတယ်ကိုကအရင်ကတရားပဲရတဲ့လူဆိုရင်200ရတတ်တာမျိုးအဲ့ဒီလိုမျိုးနှစ်ဆခုန်တက်သွားတဲ့ဝင်ငွေမျိုးတွေရရှိတတ်တဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာကြာသာပေးသားမိတွေနဲ့ကံကောင်းနေတဲ့ကာလလို့ပြောလို့ရပါတယ်ကိုယ်ဝင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာမိမိလုပ်ကန်နေရတဲ့ကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေမှာဒီတစ်ပတ်တာကာလထဲမှာကြာသာပေးသားမိတွေနဲ့ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းထဲမှာတီးတသာကို လုပ်ငန်းပိုင်းဆိုင်ရာတိုးတက်ခြင်းမျိုးတွေနဲ့ကြုံရတတ်သလိုလုပ်ငန်းကိုအကြောင်းပြုပြီးတော့လည်းခီးကိစ္စတွေလည်းတွားရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလမှာကြာသာပြီးသားသမီးတွေနဲ့ပညာရေးကိစ္စကောအင်တာဗျူးကိစ္စရောမှာကောင်းမွန်တဲ့ရလဒ်တွေရဖို့ရှိပါတယ်။အခြေအနေကောင်းနေ နဲ့တွေ့ကြုံရဖို့ရှိပါတယ်မိမိရဲ့အနေနဲ့ဆုံးဖြတ်ချက်တွေအတွေ့တွေလည်းမှန်ကန်တဲ့အခြေအနေမျိုးတွေနဲ့ရှင်ဆိုင်ရဖို့ရှိတဲ့ကာလပါပဲပြီးတော့ကြာသပိသမီးနိုင်ငံခြားတော့မယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလထဲမှာအစိုးရဘိုင်းနဲ့ပတ်သက်ပြီးတော့လောက်ကင်တာမျိုးဥမာကုမ္ပဏီတွေဆိုရင်လည်းအစိုးရဘိုင်းနဲ့ပတ်သက်ပြီးတော့ချိတ်ဆက်ထားတာအမျိုးတွေဆိုရင်အဲ့ဒီလိုအရာမျိုးတွေကိုပို့ပြီးရွေးချယ်တင်ပါတယ် ဥမာကိုရီးယားကိုသွားမယ်တခြားကုမ္ပဏီနဲ့ချိန်ဆတာမျိုးတဲ့ဆိုင်အစိုးရနဲ့လွတ်တဲ့အရာမျိုးကိုဆိုရင်အဲ့နှမျိုးဆိုရင်အစိုးရလွတ်တဲ့အရာမျိုးကိုရွေးချယ်တင်တယ်လို့ပြောဆိုနေတာပါနော်ပြီးတော့ဒီတစ်ပတ်တာကာလထဲမှာငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့သူတွေအနေနဲ့ကောဒီတစ်ပတ်တာကာလထဲမှာကြာတာပေးတာသမီးတွေနဲ့ငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကန်ခြင်းမှာရာခိုင်နှုန်း85ရာခိုင်နှုန်းတော့ထိကောင်းမွန်တဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာလုတ်ကန်ခြင်းတွေမှာအားထက်လုတ်ကန်လို့တင်တဲ့ကာလလည်းဖြစ်ပါတယ် ကျမရင်းနဲ့ပတ်သက်ရင်တော့ဂျာတာရေးသားမီဒီယာအနေနဲ့ဒီတစ်ပတ်တာကာလမှာအစောကရှေ့ပိုင်းမှာပြောတဲ့အာယုံကျော်နဲ့ပတ်သက်တဲ့ဝေဒန်လေးတွေကြီးဆိုင်ပြဖို့လိုအပ်ပါတယ်။ငရွေသူဂျာတာရေးသားမီဒီယာအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလဟာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာလူကြီးမိပါတယ်။ကိုယ်နဲ့ပတ်သက်ရပတ်သက်ကြောင်းတွေရဲ့ပါဝင်ဆက်ဖက်မှုကြောင့်အနေငယ်စိတ်ညစ်ရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ အိမ်အောင်တဲ့ကြာသာပေးသားမီးရင်းနေတဲ့ဒီဘက်တာကာလမှာအိမ်အောင်ရေးနဲ့ပတ်သက်ရင်သားမီးအတွက်နိုင်ငံစိတ်ညစ်ရဖို့ရှိတယ်။သားမီးမရှိတဲ့သူတွေအနေနဲ့ကတော့ဒီကာလထဲမှာကျန်တဲ့ပြဿနာမျိုးကြီးမားမားဘာမှမရှိပါဘူး။ဖြီထုံးမယ်ဆိုရင်တော့ကြာသာပေးသားမီးနေနဲ့၄နဲ့၅ကိုပေါအောင်ထိုးပေးပါ။ရရအနေနဲ့ကတော့ခရီးတိုလေးတွေသွားတာမျိုးနော်ကိုယ့်ရဲ့အိမ်နီးနားမှာရှိတဲ့ဖျားတွေပါကြီးကိုသွားတာမျိုး အဲ့ဒီလိုအရာမျိုးပြုလုပ်လိုက်ရုံနဲ့ဒီတစ်ပတ်တာကာလတွေမှာကိုယ်စီကိုပို့ပြီးတော့ကောင်းတဲ့ကံကောင်းခြင်းတွေရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကကျာတာဘေးသားသမီးတွေရဲ့အတွက် ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကတောက်ကြသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာတောက်ကြသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကပုတ်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ် ုတ်လို့ခေါ်တဲ့နမိတ်ကပြကြီးဆိုးနေတာဖြစ်တဲ့အတွက်တောက်ကြသားမိနေတဲ့ဒီတစ်ပတ်တာကာလာထဲမှာကိုလုတ်တဲ့အရာတွေမှာအရာအားလုံးဟာအဆုံးထွက်လို့ရတဲ့ကာလာမဟုတ်ဘူးအခြေအနေတွေကိုသေချာစောင့်ကြည့်တဲ့နဲ့ဆုံးဖြတ်တဲ့နဲ့ပြီးတော့မှကျင်းသေးပြီးတော်တော်ကြီးကိုပိုင်နိုင်ပြီဆိုမှသာကိစ္စရတစ်ခုကိုထပြီးလုတ်ကင်တင်တယ်အဲ့လိုမဟုတ်ဘဲနဲ့တာမန်တော်လေးတုံးသက်ပြီးတော့ထလုတ်မယ်ဆိုရင်အခြေအနေကအဆိုးဘက်ကိုအလေးတာသွားတတ်တယ် ဲ့တော့ကိုရောက်ရှိနေတဲ့အခြေအနေကဘာနဲ့တူလဲဆိုရင်ချင်းငွေတစ်ခုရဲ့အဓိကအလဲတဲတဲ့ကချင်းငွေရှာနဲ့တူတယ်ဘယ်ဘက်ကမှအလေးမသာထားဘူးအကောင်ရောအဆိုးရောအဲ့နှစ်မျိုးလုံးထဲမှာမိမိရဲ့လှုပ်ဆောင်လိုက်တဲ့အရာပေါ်မူတည်ပြီးတော့အလေးသာသွားမှာအဲ့တော့အဆိုးဘက်ကတော့လုံးဝအလေးသာသွားလို့မရဘူးအဲ့တော့အခြေအနေတွေကိုတည်တည်ရှိရှိဆုံးဖြတ်ချင်းချင်းပြီးမှသာစတင်တင်ပါတယ် ပြီးတော့တောက်ကြသားမိဝန်ထမ်းတွေအခြေခံလူစမ်းစာတွေလက်လွယ်စားတောက်ကြသားမိတွေအနေနဲ့ဒီဘက်တာကာလာတွေမှာကိုယ့်ရဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေကိုလှုပ်ဆောင်ရတဲ့အရာတွေမှာအခြေအနေကောင်းနေခွင့်လန်းကောင်းနေကိုယ့်စီကို ရောက်လာတတ်တယ်။ဒါပေမဲ့ရွေးချယ်စရာတွေပါလာတတ်တယ်။နှစ်မျိုးနှစ်ဆလာတာမျိုးအဲ့ဒီလိုနှစ်မျိုးနှစ်ဆရွေးချယ်စရာတွေပါလာတဲ့အခါကျရင်ဘယ်အရာကိုလုပ်ကင်တင်လဲဆိုရင်ကိုနဲ့ရင်းနှီးတဲ့နယ်ပဲကိုလုပ်ကင်ဘူးတဲ့အရာ နောက်ဆုံးရင်းနှီးတဲ့နယ်ပယ်လည်းမဟုတ်ဘူးလုတ်ကင်မှုတဲ့အရာလည်းမဟုတ်ဘူးဆိုရင်တော့ကိုမိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေရှိတဲ့ဘက်သူတို့တွေကိုယ်တိုင်ကလည်းအလေးတာတဲ့ဘက်အဲ့ဒီဘက်ကိုရွေးချယ်ပြီးတော့လုတ်ကင်တင်ပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုတ်ကင်နေတဲ့သူတွေအနေနဲ့ကဒီတစ်ပတ်တာကာလတွေမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအစိုးရပိုင်းဆိုင်ရာရဲ့စစ်ဆေးခြင်းမျိုးတွေဟိုကြည့်ရှုခြင်းမျိုးတွေကိုခံရတဲ့ကာလဖြစ်ပါတယ်မိမိအနေနဲ့ပြင်ဆင်တဲ့အရာတွေပြင်ဆင်ထားဖို့လိုပါတယ် ပြီးတော့တောက်ကြသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စမှာအရန်ကိုကောင်းမွန်ပါတယ်အင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုယ်အနေနဲ့ထပ်ပြီးစူးစမ်းဖို့လိုတဲ့ကာလာလေးဖြစ်ပါတယ်ချက်ချင်းမောင်းမင်နိုင်သေးပါဘူးနိုင်ငံခြားသွားမယ်လို့ကြိုင်ထားတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလာလေးမှာနိုင်ငံခြားခီးနဲ့ပတ်သက်ရင်ရလဒ်ပိုင်းကောင်းတတ်တဲ့ကာလာဖြစ်တဲ့အတွက်လှုပ်ဆောင်မှုတွေမှာပိုပြီးအားထည့်လှုပ်ဆောင်တင်တယ်ဒါပေမဲ့စာရွက်စာတမ်းတွေပျောက်ရှက်တတ်တဲ့သတိပြုပြီးတော့လုပ်ကင်ဖို့အသင့်ပါတယ် ငွေကြီးကိုပတ်သက်ပြီးငွေကြီးနဲ့ပတ်သက်ပြီးစွန်စားလုပ်ကင်နေတဲ့သူတွေငွေကြီးနဲ့ပတ်သက်ပြီးလှုပ်ဆောင်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာငွေကြီးပိုင်းဆိုင်ရာလှုပ်ဆောင်ခြင်းတွေမှာရာခိုင်နှုန်း65%လောက်ပဲကောင်းတဲ့ကာလပါပဲအဲ့တော့အရင်အားထည့်လို့တော့မကောင်းပါဘူးကျမိုင်းနဲ့ပတ်သက်ရင်တော့ကြာတောက်ကြသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာခေါင်းကြိုက်တာမျိုး1 for 1အောင်ဖြစ်တာမျိုးအဲ့ဒီဝေဒနာလေးဂယူဆိုင်ပြီးကိုလိုအပ်ပါတယ်ငယ်ရသူတောက်ကြသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင် ြိုကျတတ်တဲ့ကာလဒီကာလထဲမှာတယောက်နဲ့တယောက်လုံးဝကိုအဆက်အသွယ်ပြတ်တောက်တာမျိုးအဆင်မပြေတာမျိုးတယောက်နဲ့တယောက်လမ်းခွဲသွားရတယ်ဆိုတာမျိုးကဒီလိုကာလမျိုးပါပဲအဲ့တော့အယံကိုအယံကိုသတိပြုပြီးတော့စင်ကျင်ဖြတ်တန်းဖို့လိုအပ်ပါတယ်အိမ်အောင်တဲ့တောက်ကြသားသမီးတွေအနေနဲ့ကဒီတစ်ပတ်တာကာလမှာအိမ်အောင်ရေးနဲ့ပတ်သက်ရင်တော့ကြီးမောင်းတာပြဿနာမရှိပါဘူးခီးကိစ္စတွေပါရေးသွားဖြစ်ဖို့စီစဉ်ရတတ်တဲ့သွားဖြစ်ရတတ်တဲ့ကာလလည်းဖြစ်ပါတယ် ဖြီထုံးမဲ့ဆိုရင်တော့တောက်ကြသားသမီးတွေရဲ့အနေနဲ့9နဲ့6ကိုပေါအောင်ထိုးပါရေရရာအနေနဲ့ကတော့ခွေးအစာကျွေးပြီးတော့ကိုယ့်ရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတောက်ကြသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ် စနေသားမိတွေနဲ့ဒီတစ်ပတ်တာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပ်ပြားကသဝေါ်လို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေပါတယ်။သဝေါ်လို့ခေါ်တဲ့နမိတ်ကပ်ပြားကြီးစိုးနေတာဖြစ်တဲ့စနေသားမိတွေနဲ့ဒီတစ်ပတ်တာကာလာဟာကိုယ့်အတွက်ရလာပိုင်းကောင်းညာတွေပျော်ရွှင်ရတာတွေကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေပြည့်ဝတာမျိုးတွေနဲ့ကြုံရဖို့ရှိတဲ့ကာလာဒီကာလာထဲမှာစနေသားမိတွေနဲ့ကံကောင်းတဲ့ကာလာလို့အဓိကပြောလို့ရပါတယ်။ရှောင်ကြီးရမယ့်သတိပြုရမယ့်ကိစ္စလေးရှိတယ်။အဲ့ဒီအရာကနောက်ပြန်မလဲဘူး။ ဘာကိုပဲလှုပ်ဆောင်လှုပ်ဆောင်ကိုယ်အနေနဲ့နောက်ပြန်မလဲပြီးကိုအရေးကြီးတဲ့ကာလပါပဲပြီးတော့စနေသားမီဝန်ထမ်းနေအခြေခံလူထမ်းစားတွေလက်လွတ်စားစနေသားမီတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကိုယ်လုတ်ကန်နေရတဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေကိုတာဝန်ယူထားတဲ့အရာတွေမှာကိုယ့်ရဲ့ထက်လူကြီးတွေလုပ်ဖို့ကံပတ်တွေရဲ့ချီးကျူးမှုကိုခံရတတ်တဲ့ကာလဖြစ်ပါတယ်အကောင်းမြင်ခံရလွန်ပြီးတော့မိမိအနေနဲ့ဘဝမမြင့်သွားဖို့ပဲအရေးကြီးပါတယ်ဒီကာလထဲမှာကိုယ့်နဲ့သတင်းကောင်းတွေ ခြေနေကောင်းအနေနဲ့ကြုံရအောင်ဆောင်ရဖို့ရှိပါတယ်။ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ကတော့ဒီကာလာထဲမှာလုပ်ငန်းပိုင်းဆိုင်ရာတိုးချဲ့မယ်လို့ကြံထားရဆိုရင်အမြန်ဆုံးတိုးချဲ့ပါ။တိုးချဲ့ထားတာမကြသေးဘူးဆိုရင်တော့ဒီကာလာထဲမှာအဲ့ဒီတိုးချဲ့ထားတဲ့လုပ်ငန်းပိုင်းတွေကနေရလက်ကောင်းတွေခြေနေကောင်းတွေရဖို့ရှိပါတယ်။ပြီးတော့စနေသားမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးကိစ္စမှာ ပြည်တွင်းထက်နိုင်ငံခြားခီးနဲ့ဆိုင်တာမျိုးတွေနိုင်ငံရဲ့ခြားကနေပြီးတော့ online ကနေတင်ယူခြင်းမျိုးတွေမှာရလပိုင်းအရန်ကောင်းပါတယ်ပြည်တွင်းမှာတော့တာမန်အခြေအနေပါပဲ interview ကိစ္စနဲ့ပတ်သက်ရင်ဒီကာလထဲမှာ interview ကိစ္စတွေအရန်ကိုကောင်းမှာပါတယ်မိမိနေတဲ့အလုပ်ကံရှာဖွေတာမျိုးတွေဒီကာလထဲမှာမြန်မြန်ဆုံးအမြန်ဆုံးစူးစမ်းရှာဖွေတင်ပါတယ်ပြီးတော့ နိုင်ငံခြားတော်မယ်လို့ကြံထားတဲ့စနေသားမီးရဲ့အနေနဲ့ကတော့ဒီကလာနဲ့မှာနိုင်ငံခြားခီးကိစ္စတွေကတွားရဖို့လည်းရှိသလိုက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 ြီးထောက်ပံ့မဲ့သူတွေလည်းပေါ်လာဖို့ရှိပါတယ်။သတိပြုရမှာလေတော့တခုရှိတယ်။အဲ့ဒီအရာကငွေကြေးပိုင်းဆိုင်ရာလိုအပ်ချက်လေးတွေကြောင့်အနိုင်ငံကြံ့ကြဖို့တော့ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်သားလောက်ကန်နေတဲ့စနေသားမီးတွေနဲ့ဒီတစ်ပတ်တာကလာနဲ့မှာငွေကြေးပိုင်းဆိုင်ရာစွန်သားလောက်ကန်ခြင်းမှာ 80 85လောက်ထိကောင်းတဲ့ကာလာမျိုးဖြစ်တဲ့အတွက်ဒီကာလာထဲမှာအရန်ကိုအားထည့်ပြီးလောက်ကင်တင်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေနဲ့အေးမိတာမျိုးအဲ့ဒီဝေဒနာလေးကိုကျူးဆိုက်ပေးဖို့လိုအပ်ပါတယ်။ငယ်ရသူစနေသားသမီးတွေအနေနဲ့အချိန်ရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလာထဲမှာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြမှာကိုယ့်ဘက်ကသိခံရပြီးတော့ဖြတ်သန်းဖို့ရှိပါတယ်။ချစ်သူကနေပြီးတော့ကိုယ့်ကိုအနိုင်ကျင့်တာပဲဖြစ်ဖြစ်အဲ့ဒီလိုအခြေအနေမျိုးတွေကိုကိုကရင်ဆိုင်ရတတ်တယ်ဒါပေမဲ့ တိခံပြီးတော့ဖျက်ဆီးမှာအဲ့ဒီတိခံခြင်းကြောင့်ပျော်ရွှင်ရတဲ့ရလဒ်တွေရဖို့ရှိပါတယ်။အိမ်တော်တဲ့စနေသားမီးရဲ့အနေနဲ့ကတော့မထင်မှတ်ထားတဲ့ကိစ္စလေးတွေပေါ်ပေါ်ဖို့ရှိပါတယ်။အဲ့ဒီမထင်မှတ်ထားတဲ့ကိစ္စလေးတွေကကောင်းတဲ့ကိစ္စလေးတွေဖြစ်ဖို့ရှိပါတယ်။ထီထွန်းမယ်ဆိုတော့စနေသားမီးတွေနဲ့တစ်နဲ့နှစ်ကိုပေါအောင်ထိုးပေးပါ။ရေရရအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်အတက်စင်းလေကားထစ်လို့နေရာမျိုးမှာဖျောင်းရင်တိုင်းထွန်းပြီးတော့ကိုယ့်ရဲ့လူရင်းစရားတွေကိုလေးနေနဲ့တောင်းစု ပြုအာယုံပြုပေးပါဒီတစ်ပတ်တာကာလထဲမှာမိမိစီကိုအဲ့ဒီလိုပြုလုပ်လိုက်မယ်ဆိုရင် ကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ